မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့နယ်ဖုံးသတင်းဆောင်ကဦးစွာတင်ဆက်မဲ့သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အမျိုးသားအမျိုးသမီးမြမအတိုင်းပြိုင်ပွဲစုပွဲပွဲအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲဝင်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အမျိုးသားအမျိုးသမီးမြန်မာတိုင်းပြည်ပွဲနဲ့စုပေးပွဲကိုဇွန်လ16ရက်ညနေပိုင်းကတောင်းကလာပါမြို့နယ်ပရိသာကစားရုံတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲဝင်ကြီးချုပ်ဦးစိုးသိန်းအစိုးရအဖွဲ့ဝင်ဝင်ကြီးများမြန်မာနိုင်ငံတိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများတိုင်းဒေသကြီးအကစားနှင့်လူငယ်ရေးရာအထောက်အကူပြုကော်မတီမှတာဝန်ရှိသူများအကစားသမားများတက်ရောက်ကြပါသည် ရွှေဦးစွာဝင်ကြီးချုပ်ဖလားတိုင်ပြိုင်ပွဲဘိုလူပွဲများကိုကျင်းပပါရယ်အဒီနောစုပေးပွဲကျင်းပရာ အကောင်ဆုံးအမျိုးသမီးမြမတိုင်းစုရာဒလားမြို့နယ်မှာမျိုးနန္နာမြင့်အား၎င်းအကောင်ဆုံးအမျိုးသားမြမတိုင်းဆိုရာမင်္ဂလာတုံမြို့နယ်မှာဝေရန်ကျော်အား၎င်းတိုင်းဒေသကြီးဝင်ကြီးများမှပေးရချင်းမြင်ပါရယ် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကအမျိုးသမီးအတင်းလိုက်တကွန်ဆိုင်ဆူရဂျင်းမနိုင်မျိုးနဲ့အတင်းအမျိုးသားအတင်းလိုက်တကွန်ဆိုင်ဆူရမင်္ဂလာတော်မျိုးနဲ့အတင်းဆွေဆောင်တကွန်ဆိုင်စုဖလာရရှိသောမင်္ဂလာတုံမျိုးနဲ့အသင်းတို့အားတကွန်ဆိုင်စုဖလာနဲ့စွင့်ဝေမြပေးရခြင်းမြင့်ကြောင်းသိရပါရရှင်။ နောက်ဆုံးနဲ့စမဲသတင်းကတော့2025ခုနှစ်တက္ကသိုလ်ဝင်စာမုပ်ပွဲပြန်လည်ပြေဆိုရမယ် Great Dread ចောင်းသားចောင်းသူများအင်္ဂလိပ်စာဘာသာရပ်ဆက်လက်ပြေဆိုတဲ့သတင်းဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်တို့မှ2025ခုနှစ်တက္ကသိုလ်ဝင်စာမှုပွဲပြန်လည်ဖြစ်ဆိုကြမယ်ကြောင်းသားကြောင့်သူများဟာစာမှုပွဲပထမနေ့ဇွန်လ16ရက်မှာစတင်ပြီးသက်ဆိုင်ရာမြို့နယ်အသီးသီးရှိစာစစ်ဌာန195ခုတွင်ဝင်ရောက်ဖြစ်ဆိုလျက်ရှိရာ ီကနေ့တက္ကသိုလ်ဝင်စာမုပ်ပွဲဒုတိယနေ့တွင်အင်္ဂလိပ်စာဘာသာရပ်ကိုဝင်ရောက်ဖြေဆိုသူကျောင်းသားကျောင်းသူ6200ဦးဖြေဆိုရခိုင်နှုန်း98.63ရခိုင်နှုန်းရှိကြောင်းပညာရေးဝန်ကြီးဌာနမှသိရပါဗျာ။ အခုလိုចောင်းသားចောင်းသူများစာမှုပွဲဖြည့်ဆွေးနေမှုများကိုပညာရေးဝန်ကြီးဌာနပြည်တော်စုဝင်ကြီးနဲ့တာဝန်ရှိသူများတိုင်းနေသားကြီးနဲ့ပြည်내အလိုက်ဝန်ကြီးချုပ်များနဲ့တာဝန်ရှိသူများကသွားရောက်ကြည့်ရှုပြီးစာမှုပွဲလာရောက်ဖြည့်ဆွေးကြတဲ့ចောင်းသားចောင်းသူများနဲ့လိုက်ပါဖို့ဆောင်ပေးကြတဲ့မိဘအုပ်ထိန်သူများအားရည်ရည်နေနေတွေ့ဆွန်အပိစကပြောကြပြီးလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်တက္ကသိုလ်ရဲ့စာမုပ်ပွဲပြန်လည်ဖြေဆိုကြမယ်။ကျောင်းသားကျောင်းသူများအစဉ်ပြေချောမွေစွာစာမုပ်ပွဲများဖြေဆိုနိုင်ရန်ဧပြီလ20ရက်မှစတင်ကသတ်မှတ်ထားတဲ့မြို့နယ်များရှိကျောင်းများတွင်လေ့ကျင့်သင်ကြားရေးစခန်းကင်မရာဖွင့်လှစ်ပြီးလေ့ကျင့်သင်ကြားပေးခဲ့က ကျောင်းသားကျောင်းသူများစာမပွဲဖြေဆိုနေစဉ်ကာလအတွင်းအေးချမ်းစွာဖြစ်ဆိုနိုင်ရအတွက်လဲမြို့နယ်များအလိုက်တာဝန်ရှိသူများစံမာရေးဝန်ထမ်းများမိသားတပ်ဖွဲ့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များရင်ထိန်တပ်ဖွဲ့ဝင်များနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များအခြားလိုအပ်သည့်များကိုစနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်းသိရပါရရှင်